ေယောအလုံးပဲမင်္ဂလာညချင်းလေးပါဂျွန်လတ်စကိုနေရနေရင်းရနေပါအထူးတရမြောက်ကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းတိကြည့်ရှုနေတဲ့တမင်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်နာဆွင်ဒေါ့တရင်လေးတွေစကြရအောင်ကချင်ပြည်နယ်ဖကမြုတ်နယ်မော်စီစာရွာအနီးယနေ့တိပွေးဖြစ်ပွားနေရာစစ်ကောင်စီတပ်ဖက်ကတေဆုံတိခိတ်များခဲ့ပြီးတေဆုံသူများထိန်း၌ အရာရှိအချို့ပါဝင်သည်ဟုကချင်ဒေသတရင်းမြစ်ကပြောဆိုထားပါတယ်။ဂျူလတ်စကုနေရဲ့မနက်ပိုင်းတွင်ပေါ်စီစာအနည်းရှိဖျားကုန်း၌ဖြစ်ပွားသောတိတ်ပွဲတွင်စစ်ကောင်စီတပ်ကအထိနာခဲ့သည်ဟုသိရှိရပါတယ်။လုံခင်းတိတ်နေကန်ကြီးပြဟာကုန်းကအကြီးတူအစင်ဘုံမှုအစင်းနဲ့တက်တာ30လောက်ဒီကောင်တွေထိခိုက်ကြဆုံးတယ်ဒီနေ့တိတ်ပွေးမှာဟုကချင်တရင်ရမိကပြောဆိုထားပါတယ်ကောင်းလိတ်တဲ့တည်နောက်တည် ရခိုင်ပြည်ကျုပ်ဖြုံမြို့နယ်မှာစစ်ကောင်စီရဲ့တပ်ရင်းဌာန6တွေကိုအာရခတ်တပ်တို့ကထူးဆစ်ဆင်တိုက်ခိတ်လာပြီးနောက်မေပူမြို့နယ်ကျွန်းတရာမှာအခြေစိတ်ထားတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်ခဝေရီတပ်စခန်းကြီးကိုရုတ်တင်းသွားတယ်လို့မေပူဒေသခံတွေကပြောဆိုထားပါတယ်ကျုပ်ဖြုံမှာတိတ်ပွေးတွေပင်းထန်လာတာကြောင့်ဂျွန်းလပထမအပတ်ကတိကစစ်ကောင်စီရဲ့ဂျွန်းတရာရှိခဝေရီတက်စခန်းကိုရောက်တင်းပြီးကျုပ်ဖြုံတညဝတီရေတက်ဌာနချုပ်ကိုပူပေါင်းတော့တာဖြစ်တယ်လို့ မေပုံမြုပ်နေဒေတာခံအမျိုးသားတရုတ်ကပြောဆိုထားပါတယ်။အင်္ဂါလေးစေလို့ရှိတယ်လို့သိရှိရပါတယ်။အခြေအနေမကောင်းတော့ဘူးရခိုင်မှာစစ်ခွေးတွေပေါ်ကကောင်းလိုက်တဲ့တင်းတော့တင်းစစ်ကောင်စီတက်ထင်းချုပ်ထားတဲ့ရှမ်းတောင်တောင်ကြီးမြို့မှာမြန်မာစာဆိုင်ပုတ်မပြောင်းတဲ့ဆိုင်တွေကိုစစ်တပ်ကငွေနှစ်သိန်းကျပ်ဒဏ်ငွေဆောင်ခိုင်းခဲ့တယ်လို့ တောင်ကြီးမြုပ်ခံတအူးကပြောဆိုထားပါတယ်စစ်ကောင်စီတပ်ကဂျွန်လ15ရက်နောက်ဆုံးထားပြီးမြန်မာစာအဖြစ်ပြောင်းထားဖို့ပြောကြားထားပေမဲ့တချို့အင်္ဂလိပ်စာတက်စင်ထားတဲ့စိုင်းတွေဟာမြန်မာစာစိုင်းဘုတ်မပြောင်းသေးတာကြောင့်တိုင်ငွေနဲ့တင်းအထိဆောင်နေရတာဖြစ်တယ်လို့သိရှိရပါတယ်သူတို့ကမြုပ်ထေလိုက်ကြည့်တယ်ဗျသူတို့ပြုတ်ထတဲ့ရက်အတိုင်းမပြောင်းသေးရင်နှစ်တင်ကောက်ပါတယ်။ဘာပိတံပေးမယ်ဆိုတာတော့သူတို့မပြုတ်ထပေမဲ့ခုတော့နှစ်တင်ပေးနေရပါတယ်။ အတိထေကနှယောက်နှသိင်းစီဆောင်လိုက်ရတယ်လို့သူကပြောဆိုထားပါတယ်။ဒီအချောင်းကိုကြုံမြုံမိကပင်ပိတ်ပြီးမှငင်းနေတာတကယ်ပြောရရင်ဆိုတော့တတိမှန်ဖြစ်တယ်ဒါ။တောင်ကြီးကတောင်ကြီးချင်းတွေရှိလို့ဆိုကွန်မန့်မပါလာမလားဆိုတော့ကွန်မန့်ပေးပေးပါဦး။တပ်ပုံကိုကြည့်ပင်ချက်စမ်း။နောက်တရင်ဂျူလာစချောရင်းနေတွေပခုတိုင်းအတွင်းစီရန်ကုန်ပြည်လမ်းနပါဝီမင်းလာမြုပ်နေနေရာ၃ခုတွေတိတ်ပွေးများဖြစ်ပွားနေပြီး အချမ်ပစစ်ကောစီစခွေဖက်မှအရာရှိနှကောင်အပါဝင်စခွေတည်ဆုံသူမြပြချံပီတုကကွေရဲ့တပ်မတော်စီရဲ့တရင်ရမိကပြောဆိုထားပါတယ်တိတ်ပွေးအတွင်အချမ်ပစစ်ကောစီဤပစ်ကပ်မှုကြောင့်ပီမြုပ်ဖက်စစ်မင်္ဂလာဆောင်မှပြန်လာသည့်ပီတုတုံးဦးတည်ဆုံခဲ့ပြီးရောက်အလောင်းမြောက်ကိုလက်ရှိချင်းတီကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်စခွေတွေကလမ်းတွေပိတ်ထားစေဖြစ်တယ်လို့သိရှိရပါတယ် တေဆုံတဲ့အရာရှိနှကောင်ထဲမှာမြို့ဟာမှုတကောင်ပါတယ်လို့သိရှိရပါတယ်။ကောင်းလေတဲ့ the din of the din ရန်ကုန်မြို့စီမြို့ဆိုတီလူမိတ်များမှာစစ်တပ်ကလွေရွေမိတုကိုများအဖက်မလောက်တော့ကြောင်းသိရှိရပါတယ်။ရန်ကုန်မြို့စီပြောဆိုထီအများစုမှာလူမိတ်များဖြစ်ကြပြီး၎င်းတို့ကျူးလွန်နေသောရာဇဝတ်မှုများကိုအကာအကွယ်ရရန်အတွက်ပြောဆိုထီနှင့်ရက်ကွက်အောက်ချုပ်ရေးအဖွဲ့များတွင်ဝင်ကြောက်လောက်ကိုင်းနေကြကာ ရေးမြောက်ကိုလည်းအဖက်မလောက်တော့အကြောင်းရန်ကုန်အခြေစိုက်ရေးတရင်ချင်းမိထံကသိရှိရပါတယ်။စစ်တပ်ကရေးတွေကိုနှင်ထားတယ်။မြို့တွေကိုတပေမွေးပြီးရေးတွေရဲ့ရပ်ပုတ်ရလန်ကွန်တွေကိုဝင်ယူတယ်။မြို့တွေကလည်းစစ်တပ်အကူနဲ့ရေးတွေကိုအဖက်မလောက်တော့ဘူးဟု၎င်းကပြောဆိုထားပါတယ်။လူမိတ်များအခြေစိုက်ရာရန်ကုန်မြို့ဆွန်းစီစင်ချေဖုံးရက်ကွက်များတွင်ပြောဆိုသည့်လူမိတ်တို့က တရားမဝင်လုပ်ငန်းမျိုးစုံကိုလောက်ကင်လျက်ရှိပြီးရေးမြအားဘော်ဒါကျေးတာပေတော့ကြောင်းသိရပါတယ်။လောင်ကစားမူရစ်စဲလူရက်ဓမြတိုက်ပြုံစောတီလောက်တာမှန်သည်။နေထင်းကဘော်ဒါကျေးပေးရတယ်။ယူချင်းယူမယူချင်းနေပဲ။လူမိတ်ခေါဆောင်ဆိုတာတွေကစခန်းမှုလောက်ကိုပဲ။သူတို့နဲ့တန်းတူပုံစံမျိုးသဘောထားတာဟု၎င်းကစပြောဆိုထားပါတယ်။ပွဲရတော့မိတ်ပြီ။မကြခင်ချင်းချင်းချရတော့ပါ။ မျိုးတွေကတော့ပြောရမယ်ဆိုတော့အလကားတွေငကြောင်တွေငကြောက်တွေဒီတိုင်းဆိုရင်တော့ရန်ကုန်ကခွေးရည်တွေမကြခင်အလင်းဝင်မဲ့လူတွေများမှာဖြစ်ပါတယ်။ကောင်းလေးတဲ့တင်းတော့တင်းအင်္ဂါအနေနဲ့တချန်ရှိတော့တဲ့ကျုပ်ဖြောအခြေဆိုင်ခမရ943တက်ရင်မှာရခိုင်လူမျိုးစစ်သားတွေရဲ့မိသားစုတွေကိုတက်ရင်ထဲမှာချန်ထားကကျန်လူမျိုးတွေရဲ့မိသားစုတွေကိုတိပုတ်တောင်ရေတက်တော့ပြောင်းဆွေသွားခဲ့တယ်လို့တတိယရှိထားပါတယ်။ သူတို့စစ်ကောင်စီတပ်ထဲမှာရခိုင်စစ်သားတွေအထဲမှာတချို့စစ်သားတွေကတိတ်ပွေးမှာကြက်သွားတယ်တချို့ကလက်နက်ချက်သွားတယ်တချို့လည်းရှိတမ်းမှာရှိနေသေးတယ်အဲ့ဒီရခိုင်စစ်သားမိသားစုတွေက943တိုက်ရင်ထဲမှာပဲချန်ထားခံရတယ်လို့သိရှိရပါတယ်တခြားလူမျိုးတွေရဲ့စစ်သားမိသားစုတွေကတော့တိပုတ်တောင်ရတက်ကိုခိုထုတ်သွားတယ်လို့စစ်သားမိသားစုတွေနဲ့ရင်းနှီးသူတအူးကပြောဆိုထားပါတယ်ထူထောင်ချန်ထားခဲ့ရသူရခိုင်စစ်သားမိသားစုများမှာ တရင်ကန်ဟဲခုထွက်စင်မိုင်းနီမီဒီပစ်စီမြလေရှိပီ943တက်ရင်မှာအမျိုးသမီးတူမိုင်းနီမီကဒန်ယာရတီပစ်စင်တခုလေရှိကြောင်းသိစီရပါတယ်ရခိုင်လူမျိုးတွေစစ်ခွေးတက်မှရှိတဲ့မိသားစုတွေတက်တွင်ကန်နဲ့တက်ပင်မှမထွက်ခိုင်းဘူးလို့လည်းသိစီရပါတယ်ခံကြပေါ့အရင်ကလေးကဘာဖြစ်လို့အလေးမူရင်ကြတာလဲဒီစစ်ခွေးတွေကလူမျိုးတွေတအားခွေးကြတယ်ဆိုတော့မင်းတော့မသိဘူးလားဘာလူမျိုးပဲဖြစ်ဖြစ်အခုစစ်ခွေးထဲမှာနေနေတဲ့တိုင်းရင်းသားတွေ မင်းတို့ဒီနေ့အကြံဒီထက်ဆိုးအောင်ပါအမြန်ဆုံးအလေးမို့ရင်ဒီစစ်ခွေးတွေကလူမျိုးခွေးချောပြီးမှမင်းတို့ကိုအနိုင်ကျင့်အောင်ပါအဲ့ဒါစစ်ခွေးတွေရဲ့စိတ်တက်ဂျူလတ်စကိုနေရနေရငယ်နေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆိုတော့ကျွန်တော်တို့ပထမဆုံးကိုရွေးပြုတ်သွားတဲ့စကားကိုချက်လောက်နဲ့ကြည့်အောင်အရင်တော့ဆိုရင်စစ်တက်ကတိုင်းပြည်မှာသာသူတို့သာလင်တတိအရှိဆုံးသူတို့သာလင်အရေးရင်ဆုံးသူတို့သာလင်သူရဲကောင်းကြီးပေါ်ဗျာ ဟဲ့ဒီပြည်တွင်းမှာနေထိုင်တဲ့တာမန်ပြည်သူလူထုတွေကသူတို့လောက်တတိမရှိသောပေါ့နော်သူတို့ပြောနေကြစကားရှိတယ်ယောက်ျားယောက်ျားတဲ့မှာမှာစစ်သားပေါ့အဲ့လေအဲ့လိုပေါ့သူတို့တာလင်တတိအရှိဆုံးသူတို့တာလင်အရေးရင်ဆုံးသူတို့တာလင်အကျွမ်းကျင်ဆုံးသူတို့တာလင်တိုင်းပြည်ကိုကာကွယ်နေတဲ့ကျေးဇူးရှင်ပေါ့အဲ့တော့သူတို့ကသူတို့ကြောင့်နိုင်ငံဆိုတာတည်တက်ခိုင်မြဲနေတယ်ဆိုတော့သဘောတရားကိုသူတို့ပြောတယ်အဲ့တော့ဟုတ်လားဆိုတာကိုကျွန်တော်တို့ပြန်ဆင်းစစ်ကြည့်အောင်တတိရှင်ကြီးတွေအလင်းဝင်တာ နော်နောက်ကင်ဆိုဓာကစရဒေတာကုတ်ကဲရေးတိုင်းစစ်ဌာနချုပ်တွေပါကြပါနော်ကျွန်တော်တို့ PD ကျွန်တော်တို့တော်လိုင်းအင်အားစုလက်ထဲကိုရောက်သွားတယ်ဘလို့ဖြစ်တာလဲအသူရဲကောင်းညိုရဲ့ဘလို့ဖြစ်တာလဲဘာကြောင့်တနတ်တွေကြည်တွေကြံသေးရဲ့သားနဲ့ဒူးတွေထောက်ပြီးလက်တွေမြှောက်နေတာလဲသူရပွဲရသူရဲကောင်းညိုရဲ့ PDF တွေအဲ့လိုမျိုးတွေ့ဘူးလား PDF တွေပဲ PDF ပဲစစ်တိုင်းဌာနကိုစစ်ခွေးစီးဘူးတယ် PDF တွေရှိရလက်နက်သိမ်းဆဲရမိဘလို့ရဘူးလဲဘလို့ဖြစ်တာလဲ မင်းတို့ပြောခဲ့တဲ့စကားတွေကမှန်လားဟဲ့အောင်သူ့လို့ခွေးလို့ခွေးလို့ငင်းလို့ငင်းလို့နေတာပဲရှိတယ်။တိုင်းပြည်မှာရှိတဲ့ယောက်ျားတိုင်းမိန်းမတိုင်းကတိုင်းပြည်ကလိုအပ်လာတဲ့အခါတတိရှိတဲ့ကောင်တွေကြီးပဲတတိရှိလားမရှိလားဆိုတာအခု21မင်းတို့အာနာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာယနေ့ခေတ်တိုက်ပွဲတွေကိုပဲမင်းတို့ကြည့်လိုက်မင်းတို့ကြဆုံးမှုထိခိုက်နာကျင်မှုဘလောက်များလဲမင်းတို့သိမ်းသိမ်းဆဲခံရတဲ့လက်နက်တွေဘလောက်များလဲကြဆုံးရတဲ့စစ်ဌာနတွေဘလောက်များလဲဆိုတာကိုမင်းတို့ကြည့် တည်လာလာတော့ငှက်တိုင်းလာတယ်ကွာမင်းတို့လရရီပဲစုနေတဲ့အခါမင်းတို့ကိုမင်းတို့စောက်ခွက်တွေပြန်ကြည့်ပြီးအလားဆုံးလို့မင်းတို့ထင်နေတာမင်းတို့ဘာလဲဆိုတော့မင်းတို့ဒေါင်းနေစက်တူရေးတွေမင်းတို့မမြင်ဘူးเนาะမမြင်ဘူးအခုမင်းတို့မြင်လိုက်ရတဲ့အခါကျတော့မှဩလရဆိုတာစက်တွေအတုံးဆုံးဆိုတာမင်းတို့သိသွားတာဟုတ်လားလရလောက်တော့ငှက်တိုင်းလာတယ်မင်းတို့ကိုမင်းတို့တတိရှိပြီးမင်းတို့ကကျေးဇူးရှင်ဆိုတဲ့အတွေးကိုမင်းတို့ဖျောက်လိုက်တော့ပြည်သူသားအဓိက ပြည်သူသားအဓိကပြည်သူကိုဥမတင်မင်းတို့မရဘူးမင်းတို့လိန်လို့ရလဲခဏပဲပြောချင်တာသိလားအဲ့တော့သူများသားသမီးတွေကိုဆက်လက်ဒုက္ခပေးဖို့လဲမစင်စားတော့နဲ့မင်းအောင်လိုင်းမိမချူချူလာရဲ့ပတ်စံအိတ်တွေပါဝါမှာကြောက်လို့မင်းတို့ဟိုအသေးခံပြီးတော့မကာကွယ်တော့နဲ့ငါးကောင်တို့ငါညီလေးတို့တော့ပတ်သားစားတဲ့ကိုမင်းတို့မဝင်သင့်ဘူးတော်လန်ရေးကိုမင်းတို့မဖြစ်မနေလှုပ်တဲ့နဲ့ငါတို့အခွင့်အရေးတွေအများကြီးဆိုးရှုံးနေတယ်မင်းတို့ဝေးမကြည့်နဲ့ မြန်မာပြည်မှာစင်းရဲသားလူတန်းစားဘလောက်များလဲဆိုတာအဝေးမကြည့်နဲ့ဂျပန်မှာမြန်မာအလုပ်သားတွေအောက်ခြေလုပ်သားတွေအများဆုံးကိုရီးယားမှာလည်းအများဆုံးထိုင်းမှာလည်းအများဆုံးနောက်ဆုံးလာအိုမှာလည်းရှိတယ်မလေးရှားမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်နောက်ဆုံးတီမောတီတောင်သွားပြီးတော့မှမြန်မာတွေကအောက်ခြေလုပ်သားအဖြစ်အလုပ်လုပ်ရတယ်အဲ့တော့ငါတို့မြန်မာနိုင်ငံတော်မှာရိုးမဆိုလည်း၃ခုရှိတယ်အဓိကမြစ်ကြီးက၂ဆင်းရှိတယ်တောင်တန်းလည်းရှိတယ်မြေပြန့်လည်းရှိတယ်တေယံဇာတလည်းရှိတယ်ပင်လယ်ထွက်ပေါက်လည်းရှိတယ် ဒီဟာအဖက်ဖက်ကပြည်စုံနေတဲ့သားနဲ့ဘာလို့ငါတို့ကအောက်ကြနောက်ကြနဲ့သူများနိုင်ငံမှာအနေဆုံးအလုပ်တွေငါတို့နိုင်ငံသားတွေကလုံနေရတာနောက်ဆုံးငါတို့နိုင်ငံသားတွေကသူများနိုင်ငံမှာအနေဆုံးအလုပ်လုံနေရတဲ့ဘဝကိုကနိုင်ငံသားရောက်ဖူးတယ်ဆိုပြီးတော့မှဂုံယူနေရတာပညာရှင်အနေနဲ့သွားကြတာမဟုတ်ဘူးအလဲပတ်အနေနဲ့သွားကြတာမဟုတ်ဘူးအောက်ခြေလှုပ်သားအနေနဲ့သွားတဲ့ဘဝကိုတော့ဂုံယူနေရတဲ့ဘဝနဲ့ဖြတ်တန်းနေရတာငါတို့နိုင်ငံသားတွေကပြီးတော့ဟုတ်ပြီဒါနိုင်ငံသားရောက်တဲ့သူတွေ ြည်တွင်းမှာနေတဲ့သူတွေကရောမြန်မာနိုင်ငံမှာလဲမြေတွေအများကြီးမြို့ရွာတွေအများကြီးလမ်းမဆက်သွယ်ရေးမီးလမ်းသရားမကောင်းတဲ့အခါကျတော့အသက်ကြီးလာတဲ့အခါကျန်းမာရေးဆောရှောက်မှုမရမှာကြောက်လို့ဒီကြက်တဲနေတဲ့မြို့ပြအုပ်ပဲစုတိုးပြီးနေရတဲ့အခါငါတို့နိုင်ငံသားတွေကငါတို့မြန်မာမျိုးပေါ်မှာနေပြီးတော့မှကျူးကျော်ဘဝနဲ့နေရဘလောက်ထိဝမ်းနေစရာကောင်းလဲခင်ဗျားတို့စဉ်းစားကြည့်အဲ့လိုတော့မပြောဘူးအဲ့ဒါဝမ်းနေစရာကောင်းတယ်ဒါငါတို့တော်လိုင်းရေးလုံးရမယ့်အဓိကအကြောင်းရင်းပဲဒါငါတို့တော်လိုင်းရေးလုံးရမယ့်အဓိကအကြောင်းရင်းပဲတခြား မဲခိုးတာတွေမဲမခိုးတာတွေတော့စစ်တပ်ထောက်ခံတာတွေမထောက်ခံတာတွေဆိုတာထက်ငါတို့ဒီဟာတွေကြုံနေရပြီဆိုတာကငါတို့နိုင်ငံမှာစနစ်တစ်ခုပြောင်းလဲဖို့အချိန်တန်နေပြီဆိုတဲ့မိမောင်းထိုးပြတာစစ်တပ်ကငါတို့ပုံမှန်ရိုက်ငါတို့ရိုက်တာတွေထိုးတာတွေတနက်နေ့လိုက်ပစ်တာတွေငါတို့မငင်းချင်ဘူး။ဘာဖြစ်လို့မငင်းချင်တာလဲ။အာငါတို့ဆန္ဒပြလို့သူတို့ပြစ်တယ်။သူတို့ပြစ်လို့ငါတို့ဆန္ဒပြတယ်။မော်လုံးဆက်ကူကတ်တဲ့စကားတွေမပြောချင်ဘူး။ပြန်တွေးကြည့်ပါ။ကျွန်တော်တို့မြန်မာနိုင်ငံသားတွေနိုင်ငံတကာမှာ ပညာရှင်နေနဲ့သွားတဲ့လူဒန်းစားနဲ့အောက်ခြေလူဒန်းစားနဲ့သွားတဲ့လူဒန်းစားဘယ်လောက်များလဲမြန်မာပြည်မှာနေပြီးတော့မြမအတူကျော်ပြန်ဖြစ်ရတဲ့ဒုက္ခဘယ်လောက်ထိဝန်းနေစရာကောင်းလဲတော်လန်ရေးပြီးွားရင်တော့သူများတွေကကျွန်တော်တို့ကိုပြောကြတယ်ပေါ့နော်အာဒီတော်လန်ရေးလူငယ်တွေတော်လန်ရေးပြီးရင်ခေါင်းဆောင်လုပ်ပါလားခေါင်းဆောင်လုပ်ပါလားကျွန်တော်တို့ကနိုင်ငံတကာမှာခေါင်းဆောင်လုပ်ဖို့ရင်ပေါင်တန်းလောင်းရတဲ့ပညာရည်သွေးကျွန်တော်တို့မှာမရှိသေးဘူးကျွန်တော်တို့ညီလေးတွေတော်လန်ရေးပြီးတဲ့အခါကျွန်တော်တို့ပညာရည်မြင့်တင်ဖို့ကျွန်တော်တို့လုပ်မယ် ပြီးရင်ခိုင်မာတဲ့ဥပဒေတွေကျွန်တော်တို့လုပ်မယ်ခိုင်မာတဲ့ဥပဒေကိုကာကွယ်တဲ့အဖွဲ့တွေကိုစနစ်တကျတည်ဆောက်မယ်ဆိုရဲကျွန်တော်တို့ရည်ရွယ်ချက်တွေကျွန်တော်တို့ထားတာပေါ့အဲ့ဒီရည်ရွယ်ချက်တွေနဲ့ပဲမနှက်ပြန်တိုင်းကကျွန်တော်တို့ဟိုရှစ်ဆက်နေရတာပေါ့ကျွန်တော်တို့အိမ်မက်တွေပေါ့ဗျာအများကြီးပဲကျွန်တော်တို့တိုင်းရင်းသားဒေသတွေနေတွေပေါ့ဗျာတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားအကြောင်းတွေမှာကရင်စကားတက်တဲ့ဗမာလေးတွေဗမာစကားတက်တဲ့ကရင်လေးတွေကရင်စာတက်တဲ့ရှမ်းလေးတွေရှမ်းစာတက်တဲ့ကရင်လေးတွေဖြစ် ျွန်တော်တို့အဲ့လိုမျိုးပဲချစ်ချစ်ခင်ခင်စီစီလုံးလုံးညီညီညွတ်ညွတ်နော်မနှောပွဲလဲကျွန်တော်တို့ပြောမယ်ဒုံရင်လဲကျွန်တော်တို့ကမယ်ဒီလိုမျိုးဘဝတွေနဲ့ကျွန်တော်တို့ရှင်သန်ရတဲ့ဘဝမှာလူဟာလူလို့ကျွန်တော်တို့ရှင်သန်ခြင်းနဲ့ဒီအတွက်ကျွန်တော်တို့စနစ်တစ်ခုကိုခိုင်မာမာတိဆောက်မှရမယ်အဲ့ဒီစနစ်ကိုတိဆောက်ခွင့်မပေးတဲ့စစ်ကောင်စီကိုကျွန်တော်တို့တွန်းလှန်ရမယ်။ဒါတော်လှန်ရေးကိုမဖြစ်မနေလုပ်ရမယ်။ရည်ရွယ်ချက်ပဲ။မုန်းတာတွေမမုန်းတာတွေစိမ့်တာတွေညီတာတွေပြတာတွေဝါတာတွေကျွန်တော်မပြောပါဘူး။ပြောသားတာတွေတအားမိတ်တယ်ကွာ။အားလည်းရှိပါတယ်။ ကိုဆွေးတားလေးစားပါရယ်ကေတာဆွင်တော့ no video အညာက ရေးပုံများတတိကောင်းကြောင်းဘူမှုကြိုဟင်းပြုတ်တော့ရစကကိုတစ်ချက်လုံးနှ ಾಸ င်ကြည့်အောင်အညာမှာဖြစ်ပြနေတဲ့အရာမများအားလုံးကျွန်တော်နေ့စဉ်နေ့များကြားသိရတာအများရှိတယ်အဲဆုံဆုံမှုတွေနှစ်နာမှုတွေများတယ်ဒါပေမဲ့ဟိုတတိပိုင်းဆိုင်ရာမှာခလဲကျတော့အညာဒေတာကအာရေးပုံလေးတွေတတိကောင်းကြပါလေအဲမပြည့်မစုံမနဲ့ဒီတူတူမီလေးနေနဲ့ဒီရန်သူတို့ပေါ်ခုခံတွန်းလှန်နိုင်ရဆိုတာဟာ ဒီခေတ်ဒီခါမှာဆိုတာဒါကမဖြစ်သေးတဲ့ကိစ္စတွေပေါ့နော်အခုဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးတဲမှာနော်ခင်မီတနတ်တွေလက်နက်စမ်းတွေအများကြီးပုံနေတဲ့ချိန်မှာမှဒီတစ်တူမီနဲ့တိုက်တယ်ဆိုတာဒါကကဘာဝင်ကျွန်တော်တို့ဟိုချပြလို့ရတဲ့အနေထားတွေအများကြီးရှိတယ်အဲကဗျဟိုဒီအညာဒေတာမှာရှိတဲ့စစ်နေပြင်ကျေပြမှုနောက်ပြီးတော့ဒီအညာဒေတာကိုဖိနေတဲ့ဥစ္စာတွေတဲ့ဒီတိုင်းနဲ့ပြည်နယ်မှာရှိတဲ့လူတွေတော်တော်များများနဲ့တိပါမှာเนาะဒီကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုလို့ရှိရင် အာနှစ်ပေါင်း90ကျော်အရင်တော့ကျွန်တော်တို့ဒီပျက်စီးခဲ့တဲ့အကြောင်းနေဘာဖြစ်လို့ပျက်စီးလဲဆိုတော့ဒါတွေအရင်တော့ကျွန်တော်တို့တင်းနေဘိုက်ဆိုင်ရမှာမမှီနိုင်ဘူးလေဘာကြောင့်မမှီနိုင်ဆိုတော့တင်းနေပွေလင်းမြင်တောင်းမှုမရှိဘူးအရင်တော့ဆိုရင်ကျွန်တော်တို့ BBC VOA RFA ရေဒီယိုကတစ်စဟိုကြားသိရတာပဲရှိတယ်ဘယ်နေမှာဘသူတွေရွာတွေဘဲရွာတွေမိလောင်သွားတယ်ဆိုတော့ဘယ်သူမှမသိဘူးအရင်တော့ဆိုရင်ကျွန်တော်တို့တွေဟိုတပုံလို့သူများတွေခေါ်ကြတာပေါ့နော် ။အဲတပုတ်ခေါ်မဲ့ကျွန်တော်တို့ဝက်မနေပါဘာကြောင့်လို့လဲဆိုတော့အဲတပုတ်ဆိုတာအကုန်သိခါရှိတယ်ကြ။ဘာဖြစ်လဲအာနာရှင်ကိုတွန်းလံပုံကန်တာ။ရရဆွဲလက်နဲ့နဲ့ဆွဲဆွဲကြိုင်ပြီးတော့တွန်းလံခဲ့တာ။အခုချိန်ထိပါပဲ။အားကြောင့်မို့အခုဒီနောက်ပိုင်းခေတ်ပေါ်နဲ့2017ပေါ့နော်ဒီတော်လိုင်းဖြစ်လာတဲ့အချိန်မှမှကျွန်တော်တို့အနေနဲ့အားရတာအချက်တွေအများကြီးရှိလာတယ်။ဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုတွေအားလုံးကကျွန်တော်တို့သိလာတယ်။အာဘာဖြစ်လို့ဒီတိုင်းနာလက်နဲ့ကြိုင်တွေပေါ်ပေါက်လာလဲဆိုတော့ဒါမိဘပြည်ပြည်နေများအနေနဲ့ ဟိုကောကောသိရှိနားလည်လိမ့်မယ်လို့ကျွန်တော်မြင်လိမ့်ပါတယ်။ဒါဖြစ်ဆိုအာနာရှင်ဆိုတာအာနာရှင်ဆက်ဆက်မဲ့ကျွန်တော်တို့နိုင်ငံတွေအုပ်ချုပ်ပြီးတော့သူတို့လောက်ရတဲ့မှန်လားမှားလားဆိုတာဒါအခုနောက်ပိုင်းဆိုတာပြည်သူဒီပပြည်သူများအနေနဲ့အားလုံးသိရှိပြီးတာဖြစ်တယ်။အဲဆန္ဒပြပွဲဆိုရင်လည်းကျွန်တော်တို့လူလူချင်းဟိုညှိမှတ်နှိပ်စက်တာတွေဖန်စီချုံနောင်တာတွေနော်ဒါတွေကအများကြီးသူတို့လုပ်ခဲ့တဲ့အပိုင်းတွေရှိတယ်ပေါ့နော်။အဲအပိုင်းတွေရှိတဲ့အပေါ်မှာမှကျွန်တော်တို့အခုလိုတိုးတက်လာတဲ့အင်တာနက်တိုးတက်လာတဲ့ဆက်သွယ်မှုလမ်းကြောင်းတွေတိုးတက်လာတဲ့အချိန်မှာမှ တိုင်းနဲ့ပြည်နယ်မှာဘာဖြစ်တယ်ဘာဖြစ်တယ်ဆိုတာဘယ်နေရာမှာဘယ်လိုမျိုးနှိပ်စက်သွားတယ်ဘယ်နေရာမှာဘယ်လိုဘုံကျဲသွားတယ်ဆိုတာဒါသူတို့လောက်ရက်တွေကိုကျွန်တော်တို့ကောကောလေးပြပပြည်လူများအနေနဲ့သိရှိလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်တယ်။နောက်သူတို့လူမဆန်တဲ့လောက်ရက်တွေကကျွန်တော်တို့တွန်းလှန်မှဖြစ်မှာပါ။ဘာကြောင့်လဲဆိုတော့အာနာရှင်တက်ဆိုးစီတွေမြတ်ကာလပတ်တစ်ချောက်လုံးကကျွန်တော်တို့နိုင်ငံဆင်းရဲနေအောင်ပါပဲ။ကျွန်တော်တို့ကလေးသူငယ်တွေဒုက္ခရောက်နေအောင်ပါပဲ။အဲကျွန်တော်တို့ဒီမှာအခုချိန်မှာတခုခုအိမ်မှာတခိုးဝင်တာပဲဖြစ်ဖြစ် အာတခုခုဖြစ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲတွေတက်တိုင်လို့ရလားရဲလည်းတိုင်လို့မရဘူးเนาะဒီစစ်ကောင်စီဆိုတဲ့ဥစ္စာလေးအာဏာရှိတဲ့လူတွေဌာနဆိုင်ဝန်ထမ်းတွေကကျွန်တော်တို့တည်င်းပေးပို့ရင်လဲဒါတွေလည်းဘာမှဖြစ်လာမှာမဟုတ်ဘူးအဲဒါကြောင့်အဲ့ဒီအတွက်ကြောင့်မကျွန်တော်တို့ကအတိကကျွန်တော်လိုချင်တာဒီမိုကရေစီအာတန်တူညီမျှအခွင့်အရေးပါညာဟိုရရှိဖို့ပေါ့เนาะအဲ့ဒါကိုမိဘပြည်သူများအနေနဲ့အားလုံးပူပူပေါင်းပါဝင်ပေးကြပါဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတူးတယောက်ချင်းစီလှုပ်လို့ရတဲ့အရာမဟုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံလူနိုင်ငံသားအားလုံးပေါ့ပူးပေါင်းပေါင်းရင်ပေးကြပါလို့ပဲကျွန်တော်ပြောကြားချင်ပါတယ်ဗျ။အညာဒေတာမှာကလည်းကြောက်ဒီလက်နက်ကိုစကင်တာဆိုတာဒီ2023မှာစပြီးတော့ဟိုဟိုအနာရှင်ပြန်ပြီးတော့တွန်းလံပုံကန်တဲ့အတွက်ကြောင့်မို့လိုအပ်ချက်တွေတော့အများကြီးရှိတယ်။အဲမှာတချို့ကလေးတွေဆိုမိဂျုံမောင်းပြတဲ့လက်လုံးတနတ်တွေနဲ့အဲတိုက်ခိုက်တာတွေရှိတယ်။ဒါပေမဲ့တပ်ပြီးပိုင်းဆိုင်မှာတော့ရန်သူနဲ့ဆိုင်ရင်တို့တပ်သူတွေကောင်းကြပါတယ်။နော်တကယ်သူရောကောင်းနေပါပဲ။อืมဒါလေးစားတယ်ကွာအမြကရေးပေါ်တယ်။ကဲဒါဆွင်တော့ no video လက်ရှိ secreted မိမတို့ရဲ့အခြေအနေတစ်ချက်လောက်ရှုချက်ရအောင်မမီးရဲ့တဲ့ကျွန်တော်တို့ကြားကြားပြီး၃နှစ်ကျော်ပြီတဲ့စစ်တချင်းလေးနဲ့မှန်ပြန်ပြီးပါတော့တဲ့စစ်တချင်းနဲ့တော့မှန်မပြန်ပြီးတော့ဘူးမမီးကတငယ်ချင်းတွေစုံလို့မှန်ပြန်ပေးလိုက်မယ်နော်အဲ့ဒါမှ၃နှစ်ဆိုပေမဲ့လို့မမီးတို့ရှိမှလည်းနှစ်တွေအများကြီးနဲ့ခွက်ခွာနေတဲ့အိမ်တော်တွေအများကြီးရှိပါရဲ့နော်အဲ့ဒါလည်းတခြားလူတွေမဟုတ်ဘူးမမီးတငယ်ချင်းတွေပြမယ်နော်ပြောပြော လင်းနေရှင်လင်းကားသွားတာလင်းကားဝီစီရလေးတုံးနေကဝီစီမယောမနေ့ကဝီစီရလို့အရင်ပြောလင်းနေရှိပြီနော်နောက်တစ်ယောက်ပြမယ်အရင်ပြောနောက်တစ်ယောက်လည်းပြမယ်နော်ခွဲခွာနေတယ်နောက်တစ်ယောက်လည်းပြမယ်ကဆုံးငယ်ကိုကြည့်လိုက်သူလည်းလင်းနေရှိပြီနော်အမစိတ်ပြက်လက်ပြက်ကြီးနေယောက်ျားနဲ့လုံးဝအဆက်တည်းမရလို့အတိုင်းနေနေတာသူ့မှာလေမပြေမသင်းနဲ့ နောက်ကိုလဲလိုက်ပါအောင်ရုပ်ကြီးอ่ะပြောလိုက်ပါအောင်ဆက်တယ်လည်းမရဘူးဘယ်နှစ်နှစ်ရှိလဲအေးဒီဘက်ရုပ်ကိုကြည့်လိုက်ပါမျက်နှာလေးလေးနှစ်ရှိပြီ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 ဟုတ်ပါရဲ့ရုပ်ကလေးရလည်းကြည့်လိုက်ပါအောင်ယောက်ျားရှိရနေပြီဘုံမရလည်းရုပ်ကဲမှကြည့်လာရုပ်ကပါရုံးမင်းဆိုရင်နှစ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 ်ပြည့်သွားပြီပေါ့နော်နှစ်နှစ်ပြည့်ကျော်သွားပြီပေါ့နော်ပြောတော့ပြောပြောရှိရှိနဲ့တငယ်ချင်းတွေနဲ့အဲ့လိုပဲနေရတာပဲเนาะတငယ်ချင်းကြားလေးတွေနဲ့နောက်တော့ ော့ဒါကတော့အကုန်လုံးကတော့ခွင်းဖာလာကြည့်ပါပဲเนาะနှစ်နှစ်ကျော်ပြီပေါ့เนาะအဲအဲ့မဲ့သူတို့တွေကတော့အဆက်အသွယ်ရကြတယ်ပေါ့မမီးဆိုရင်သိပြီးတော့အဆက်အသွယ်တိတ်နေတာเนาะအော်စစ်ခွေးမိမတွေနှစ်နှစ်လေးနှစ်ငါးနှစ်ငါပြတ်တဲ့လူတွေအများကြီးပဲစိတ်တော့မကောင်းဘူးဒါပေမဲ့မင်းတို့ခံချင်ရောက်ပြီဆိုတော့ကိုပြုတ်ပြချင်းတယ် တက်တွင်းထိတ်ကစစ်ခွေးမင်းမတွေဘလောက်ငတ်ပြတ်နေပြီလဲဆိုတာကိုဒီမှာပြသတာဖြစ်ပါတယ်။တုံငီချင်းတွေနဲ့ပျော်ပျော်ပွားပွားနေတယ်လို့သူပြောတယ်မဟုတ်လား။တုံငီချင်းတွေထဲမှာရုပ်ကြားလေးတွေပါမယ်ဆိုတာကတော့တေချာတာပေါ့ခွာအိဒါချင်းသူရုပ်ကြားမရှိရင်ပျော်နေတာ။ခိုင်း sorry ပါလုံးကြီးပါလေနော်မတက်နိုင်ဘူး။โอเคပါတမင်ကျင်းတော့ဒီနေ့ညတိဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you God bless you all thank you for your time